မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တောင်ဖို့ွယ်ကျေးရွာမှာစစ်တပ်နဲ့ PNO ပြည်သူစစ်တို့ကအရက်သားပြည်သူတွေကိုစစ်ဝတ်စုံဝယ်ခိုင်းပြီးအတင်းအဓမ္မကင်းဆောင်ခိုင်းခဲ့တယ်လို့ရွာသားတွေစီကနေသိရပါတယ်အဲဒီလိုကင်းဆောင်ခိုင်းတာကိုအော်တိုဘားလပထမပတ်မှာစတင်ခဲ့ပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့အမျိုးသားတွေ 15ရာတစ်ဖွဲ့ခွဲပေးပြီးတစ်ဖွဲ့ကို9ရက်စီနဲ့ကင်းဆောင်ပေးရတယ်လို့ပြောပါတယ်။ရွာသားတွေအနေနဲ့ကင်းမဆောင်နိုင်ရင်တရက်ကိုဒဏ်ငွေ9000ပေးရပြီးအစားထိုးဖို့လူလည်းငှားပေးရတယ်လို့ပြောပါတယ်။တောင်မုတ်ွယ်ကျေးရွာကံတွေဟာ2025ခုအစောပိုင်းကျေးရွာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်နေကြရပြီးအဂိုလာမှာဖီယနိုပြည်သူစစ်ကနေအိတ်အတင်းအဓမ္မပြလာခါပြီးနောက်အခုလိုကင်းဆောင်ခိုင်းတာလို့ပြောပါတယ်။ ဖဲခုံညောင်ရွှေနေဆက်မှာရှိတဲ့အင်ချီ200ကျော်ရှိတဲ့တောင်မုတ်ွယ်ကျေးရွာအနီးတိုက်ပွဲမကြာခဏဖြစ်ပွားနေပါတယ်ရှင်။ AR တိုင်းသာပေါင်းမြို့နယ်ကျက်တုံခွင်းစစ်စေးဂိတ်မှာစစ်ကောင်စီတပ်ကအရက်သားတွေဝဲယူလာတဲ့ကုန်ပစ္စည်းတွေကိုစစ်စေးသိမ်းဆဲနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ကျက်တုံခွေစစ်ဆေးဂိတ်မှာစစ်ဆေးနေတဲ့စစ်ကောင်စီတပ်သားတွေကအော်တိုဘားလ10ရက်နဲ့17ရက်ညနေပိုင်းမှာ အရက်သားတွေဝယ်ယူလာတဲ့ကုန်စည်တွေကိုစစ်ဆေးပြီးဆန်ငချောက်73စီနဲ့အသားငါးတွေကိုသိမ်းဆဲကစစ်တုံဖောကားပေါ်တင်သွားတယ်လို့ဆိုပါတယ်။ဂိတ်မှာစောင့်နေတဲ့စစ်ကောင်စီတပ်နဲ့အရဲဝတ်တွေကကုန်စည်တွေများများတည်လာရင်ပို့သိမ်းယူနေပြီးလိုအပ်တဲ့အတွက်သိမ်းယူတာလို့ပြောကြောင်းဒေသခံတယောက်ကပြောပါတယ်။ စစ်ကောက်စီတပ်ရဲ့ကျတုံခွေစစ်စေးဂိတ်မှာစစ်ကောက်စီတပ်ဖွဲ့ဝင်၁၀လောက်နဲ့အရဲဝတ်ပြူစော်တီတွေကအရက်သားတွေရဲ့ပစ္စည်းတွေကိုသိမ်းယူနေတာဖြစ်ပြီးရိုက်နှက်တဲ့အထိပါလုပ်နေတယ်လို့သိရပါတယ်ဘီကရက်စတေမာလာပထမပတ်ကလည်းအဲ့ဒီကြက်သွန်ခွေးစစ်စေးဂိတ်မှာ အရက်သားတွေဆန်အိတ်တင်မောင်းလာတဲ့ကားကို PDF ကိုထောက်ပို့တဲ့ကားဆိုပြီးစကောက်စီတက်ကဖမ်းဆီးခဲ့ပါသေးတယ်ရှင်။ စစ်ကောင်းဆောင်နဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးတို့ရဲ့အောက်တိုဘာ9ရက်နေ့တွေ့ဆုံမှုအပြီးနှစ်ဖက်သတင်းထုတ်ပြန်ချက်တွေဟာကိုက်ညီမှုမရှိဘဲအချက်လက်ကွဲလွဲနေတာပါအခုနှစ်မှာအာဆီယံလက်ကျဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကတောင်းယူနေတာဖြစ်ပြီးနေပြည်တော်ကိုညှင်းချင်းပြန်လာရောက်တဲ့ခီးစဉ်မှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ဟာစစ်ကောင်းဆောင်စစ်ကော်မရှင်ဝန်ကြီးချုပ်စစ်ကော်မရှင်နိုင်ငံသားရဲ့ဝန်ကြီးတို့နဲ့တွေ့ဆုံမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်စစ်ကောင်းဆောင်နဲ့တွေ့ဆုံမှုမှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကစစ်ကောင်းဆောင်အနေနဲ့မြန်မာနိုင်ငံအတွင်းကအကြမ်းဖက်မှုတွေကိုလျှော့ချဖို့ အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ဖို့အဓိကထားတိုက်တွန်းခဲ့ပါတယ်။ဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလည်းဆွေးနွေးမှုတွေရှိခဲ့ပြီးစစ်ကောက်ဘရှင်ထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲကိုအာဆီယံနဲ့မလေးရှားကအထောက်ခံတဲ့သဘောတက်ရောက်တဲ့အချက်လက်တွေကိုဖော်ပြခဲ့ပါတယ်။မလေးရှားဘက်ကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဆွေးနွေးမှုအကြောင်းထုတ်ပြန်ရမှာတော့လွတ်လပ်ပြီးတရားမျှတဖို့ပွင့်လင်းမြင်သာပြီးယုံကြည်ရတဲ့လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်ဖို့နိုင်ငံရေးပါတီအားလုံးနဲ့နိုင်ငံသားအားလုံးရဲ့ထောက်ခံမှုနဲ့သာရွေးကောက်ပွဲကိုကျင်းပတဲ့ညောင်ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ လေးရှိရကတော့ဒီမြမရေးကိုဖြည့်ရှင်းတဲ့နေရာမှာမြမပြည်သူတွေရဲ့စိတ်ဆန္ဒချီခံတဲ့ရလက်မျိုးကိုသူကထွက်စေချင်တယ်။အဲ့ဒီအတွက်သူကနီလင်းမျိုးစုံနဲ့သူကြိုးစားခဲ့တယ်။နောက်ပြီး ASEAN ရဲ့ဒီ5 point of consensus ကိုလည်း count တွေ့ဖို့ပိုင်းမှာဇက်တိုက်စုတို့သူကဖြားပြီးလှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကိုသူကကြိုးစားပြီးလှုပ်ဆောင်တဲ့နိုင်ငံဖြစ်တယ်ပေါ့။ကိုသွားတယ်ဆိုတာကစစ်ကောင်စီကသူကတိမက်သွားပြုတာမဟုတ်ပဲနဲ့လည်းထိတိဆက်ဆက်ဖြည့်ရမယ်ဆိုတဲ့ခံယူချက်တော့သူတို့ဘက်မှာရှိတယ်။ ူရောက်ရေကောက်ပြီးမလေးရှားလက်မှတ်ခံလို့ဆိုတော့ဒီလင်းပြောပြသားရှိတယ်ကျွန်တော်တို့နေ့ကတော့မလေးရှားနဲ့ထိတိကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်တန်ကင်းတမန်ကင်းမှာအာဆီယံနိုင်ငံတွေထဲမှာကျွန်တော်ထိပ်ပြီးအများဆုံးကတော့မလေးရှားလိုရက်ကတော့ပေါ့နော် နိုင်ငံတကာတိုင်ဝမ်ပြည်ကသူတို့နဲ့တကားပြောဖို့ကြိုးစားတိုင်းစူးစမ်းတိုင်းဒါကိုခွင့်ကောင်းယူပြီးတော့ legitimacy နဲ့ legality ကိုရအောင်ဖန်တီးဖို့ကြိုးစားတဲ့ဟာဘော်ဒါဖြတ်ချတဲ့လုပ်ငန်းကြီးကတော့သူတို့တောက်လျှောက်လုပ်လာတာဖြစ်တယ်သူတို့ကိုအတိမပြုလို့လေမလေးရှားကလည်းအခုချိန်မပြောသေးဘူးတခြားနိုင်ငံတွေကလည်းအဲ့လိုပြောတာမရှိဘူးအဲ့တော့သူတို့ကတော့ဒါကိုခွင့်ကောင်းယူပြီးတော့သူတို့ဒီတည်ယုံအစိုးရဖြစ်တယ်ဆိုတော့ဖန်တီးပြောဆိုမှုတွေကတော့အရင်တုန်းကလည်းရှိရှိခဲ့တယ်သူတို့ကြိုးစားနေသေးပဲ ဆက်ပြင်မာလာထဲမှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆက်ဆက်အစည်းအဝေးတွေမှာမလေးရှားဆိုတဲ့တာဝန်ရှိသူတွေအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တွေနဲ့ NGO ကောင်းဆောင်တွေတွေ့ဆုံခဲ့ပြီးကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တယ်လို့ဆိုပါတယ်။မြန်မာတို့အရှိတောင်အခြားဒေသတွေနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေအပေါ်တရုတ်နိုင်ငံရဲ့ဆော့ဖတ်ပြပေးမှုတွေကခြေတည်ပြည့်ပြည့်ရှိနေကြတာပါ။ ာစီယံအနေနဲ့ကျွန်တော်တို့ဘက်ကရပ်တည်ပြီးမကူညီနိုင်တာတောင်မှဒီစစ်အာဏာရှင်တွေလိမ့်နေပြီးလုတ်တဲ့ဒီရွေးကောက်ပွဲကြီးကိုတွားပြီးတော့မထောက်ခံမိဘူးကျွန်တော်တို့ဘက်ကစီယုံရမှာဖြစ်တယ်သူတပည့် NUGD နိုင်ငံသားကြီးဝင်ကြီးဌာနကိုကျွန်တော်တို့က request လုပ်ချင်တာကတော့အာဆီယံနိုင်ငံတွေဘယ်နိုင်ငံပဲဖြစ်ဖြစ်တစုလုံးတော်လကောက်တချို့နိုင်ငံတွေတော်လကောက်ကျွန်တော်တို့ပဲပါအောင် အရင်လုတ်ပြန်ပါတယ်လို့အကြံပြုခြင်းနဲ့ကျွန်တော်တို့ဘက်ပါလာအောင်မလုံနိုင်တာတောင်မှစစ်အာဏာရှင်တွေဘက်ကိုပါမသွားအောင်ညီမျိုးစုံနဲ့ကြိုးစားတင်တယ်လို့ကျွန်တော်ကတော့အကြံပေးခြင်းစစ်ကောင်စီနဲ့တွေ့ဆုံမှုအပြီးမလေးရှားနိုင်ငံမှာပြုလုပ်တဲ့ stakeholder engagement meetings on Myanmar SEMSCO အမျိုးသားညွှန်ရေးဆိုရ NGO နဲ့တိုင်းသာတော်လှန်ရေးအဖွဲ့တွေတက်ရောက်ခဲ့ကြတဲ့ အန်ယူဂျီနိုင်ငံရေးဝန်ထမ်းသားကအောက်တိုဘာ17ရက်နေ့မှာပြတင်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံရေးဝန်ထမ်းသားနဲ့မြန်မာတော်လိုင်းအင်အားစုတွေကအာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ပါပေါ်ပြချက်တွေကို NIRI ဆောင်ရွက်ဖို့နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်၊တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှမ်းမြောက်ရေးမြေပြင်ပြည်သူတွေကိုထောက်ထားပြီးလူသားစာနာကူညီတွေပေးအပ်နိုင်ဖို့စစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်တိမတ်ပြုရာရောက်စီမဲ့ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းတရားဝင်သဘောထားထုတ်ပြန်မှုစသဖြင့်အချက်အလက်တွေပါဝင်တဲ့တိုက်တွန်းစာကိုထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်သုဒ္ဓချမ်းသာပါမကွေတိုင်းငဖဲမြို့နယ်အံပရန်လမ်းမပေါ်ကစစ်ကောင်စီရဲ့အကြီးဆုံးအထိုက်စခန်းတစ်ခုဖြစ်တဲ့နယ်ရေကန်စခန်းကိုအာခတ်တက်တော် A ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စခန်းတွေတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်။အော်တိုဘလအစကတည်းကနယ်ရေကန်စခန်းကို ကပေးထားတဲ့စခန်းငယ်တွေဖြစ်တဲ့ဂုတ်ကြီးရွာကာကင်စခန်း၊စွန်တက်ရွာကာကင်စခန်း၊ပစီကာကင်စခန်း ဥထုဆွန်ကာကင်စခန်၊လင်းတဲကာကင်စခန်နဲ့စွန်တက်ကာကင်စခန်တို့ကိုအေအေနဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ကစ်ခန်ငယ်တွေကိုလက်လွတ်လိုက်ရတဲ့စစ်အုပ်စုအနေနဲ့နိုင်ရကန်စခန်မကြစေဖို့အတွက် လက်ချောင်းပစ်ကူတွေလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေပြီးစခန်တွေတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတယောက်ကပြောပါတယ်။တိုက်ပွဲအခြေအနေသိစိတ်ကိုတော့ AA ရဲ့ပြောခွင့်ရသူဥခိုင်ဒုခကို DBB ကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါရဲ့ရှင်။ ရုရှားကယူကရိန်းရဲ့စစ်ဘက်ဆိုင်ရာဆောင်းလေးကိုအောက်တိုဘာ17ရက်ကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးရုရှားရဲ့နှချက်ဆက်ယုံကို ယူကရိန်းကတိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းစစ်တပ်ကိုထောက်ပံ့ပေးတဲ့တည်ယူပို့ဆောင်ရေးနဲ့စွရင်ဆိုင်ရာအခြေခံဆောင်းလေးကိုရုရှားတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ရုရှားကာကွယ်ဝန်ကြီးဌာနကစနေနေ့မှပြောပါရတယ်။ရုရှားတပ်တွေကယူကရိန်းစစ်လက်နက်ပစ္စည်းတွေတူလောက်ရနေရာတွေ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့နိုင်ငံခြားကျေးစားစစ်သားတွေရဲ့ယာယီအခြေစိုက်စခန်းတွေကိုတိုက်ခိုက်မှုကြောင့်ရှေ့ရန်စစ်မနက်စာ အမျိုးမျိုးမှာလူတစ်ထောင်ကျော်သေဆုံးတရာရခဲ့ပါတယ်။ရုရှားတပ်တွေက ယူကရိန်းတင့်ကားတွေတန်ချက်ကယင်တွေအမြောက်တွေမော်တော်ယင်တွေနဲ့တခြားပစ်မှတ်တွေကိုဖျက်ဆီးခဲ့ပြီးရုရှားလေကြောင်းကာကွယ်ရေးစနစ်တွေကလွန်ခဲ့တဲ့24နှစ်အတွင်းယူကရိန်းရဲ့ပုံသေးတောင်ပံနဲ့မောင်းသူမဲ့လေယာဉ်65စီးကိုပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ဝင်ကြီးဌာနကပြောခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေကညတကောင်ကစပြီးရုရှားတပ်ဖွဲ့တွေနဲ့တိုက်ပွဲပေါင်း108ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ရုရှားတပ်ဖွဲ့တွေကပေါ်ဖျော့ဒေတာအပေါ်ပြင်းထန်ဆုံးဖိအားပေးနေတယ်လို့ယူကရိန်းစစ်တပ်ရဲ့စစ်ဦးစီးချုပ်ကစနေနေ့မှပြောပါတယ်။ဥဖာဒေတာကရုရှားရဲ့နှချက်စယုံတယုံကိုမောင်းသူမဲ့လေရင်တွေနဲ့စနစ်တွေကတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလုံခြုံရေးဌာနကပြောပါရယ် စင်မနာကနေကီလိုမီတာ1400အကွာမှရှိတဲ့ UFA ရေနံချက်စက်ရုံဟာရုရှားနိုင်ငံရဲ့အကြီးဆုံးရေနံသံစည်ရေးလုပ်ငန်းဗဟိုဌာနတစ်ခုဖြစ်ပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချွတ်ချွတ်ဆက်ပါရှင်။